န်ကောက်မှာအခုခေတ်စားနေတဲ့နေကြပန်းကင်းစီရောက်ခဲ့တယ်။စိတ်ဝင်စားရင်လက်ခံနော်။စောဒီကတူခွန်ဒီနေ့မှာတော့ရန်အောင်လာတဲ့နေကြပန်းကင်းစီကိုခေါ်သွားပေးမယ်။မျက်စင်နဲ့တိုင်းနေကြပန်းပွင့်ချိန်နိုဝင်ဘာလလောက်ကနေဇန်နဝါရီလအစောပိုင်းလောက်အထိချက်တိချက်ပန်းကျင်ကြီးထဲမှာစိုက်ပျိုးထားတာပါ။ န်းချိန်ထဲမှာပဲနေရာနှစ်ခုရှိတယ်။ပထမတစ်ခုက BTS COVID line မူချစ်ဒါမှမဟုတ် MRD blue line ချက်တူးချက်မှတ်တမ်းကနေဆင်းလိုက်တာနဲ့တွေ့နိုင်မဲ့နေကြာဆိုင်ခင်းကြီး။နောက်တစ်ခုကတော့ပထမနေကြာခင်းကြီးကိုကြော်ပြီးတော့ပန်းချိန်အဆုံးသားလေးအထိ15မိနစ်ဝန်းကျင်လောက်လမ်းလျှောက်လိုက်လို့ရှိရင်တွေ့နိုင်မယ်။ဥကတော့ဒုတိယနေရာကိုပို့ပြီး recommend ပေးခြင်းနဲ့ ဘာလို့လဲဆိုတော့အခုတွေ့တဲ့အတိုင်းပဲ Ninja Bangin ပေါ်ကနေပြီးတော့ဖြတ်သွားတဲ့ BTS ကိုနောက်ခံထားပြီးတော့ဓာတ်ပုံလှလှလေးရိုက်မယ်ဆိုရင်အရန်ဟိုမှာမိုက်မှာနော်နောက်ပြီးထူးခြားချက်အနေနဲ့ကတော့ဒီမှာစိုက်ပြိုးထားတဲ့နေကြပန်းတွေကဝိမုံမပါတဲ့မျိုးစိတ်ဖြစ်တဲ့အတွက်ကြောင့်ဓာတ်မတဲ့တဲ့သူတွေပါစိတ်မပူပဲနဲ့လာရောက်နိုင်တယ်နော် လေးကတော့ BTS က MRDO ရောက်တဲ့အပြင်ကိုမူချစ်ကားဝိုင်းနဲ့လည်းနှီးတော့ bus ကားနံပါတ်တော်တော်များများရောက်တယ်။ဘာနေရပါတော့ပျက်မရှိမနက်9နာရီလောက်ကနေည10နာရီဝင်ကြီးခမင်းနဲ့ဝင်ရောက်နိုင်တယ်။ကဲဒီပိုင်းလေးကတော့လောက်ပါပဲ။နောက်ထပ်တောက်ထက်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေအများကြီးကိုတက်ဆက်ပေးသွားမှာမို့လို့ဒီ season လေးကိုဆက်လက်ဆောင်ကြည့်ပေးကြအောင်နော်။အားလုံးပဲတတ်တာ။